ချင်းပြည်ပလဝါမြို့မှာငပြားယောဂအဖြစ်များနေပြီးဆေးဝါးမရှိတာကြောင့်လူသေဆုံးတဲ့အထိကြုံတွေ့နေရပါတယ်။ Arakan တက်တော် A ထိန်းချုပ်ထားတဲ့ချင်းပြည်ပလဝါမြို့နယ်မှာအခုနှစ်မလကစပြီးငပြားယောဂအဖြစ်များပြီးဆေးဝါးကုသဖို့ဆေးမရှိတာကြောင့်လူသေဆုံးမှုအထိရှိလာတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ ငှက်ဖျားယောဂနဲ့ပတ်သက်ပြီးအသိပညာပေးမှု၊ကျန်းမာရေးစောင့်ရှောက်မှု၊စေဝါမရှိမှုတို့ကြောင့်ငှက်ဖျားဖြစ်ပွားမှုများလာတာဖြစ်ပြီးဆေးမရှိတဲ့အတွက် လူတွေဟာအသက်သေဆုံးတဲ့အထိ ရှိလာကြတာဖြစ်ပါတယ်။ပလောဝဒေသခံအမျိုးသားတအုပ်ကသူတို့ကြုံတွေ့နေရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးလူတို့ကျန်းမာရေးအသိပညာပေးမှုရှိလာကြောင့်လူတွေက ကျန်းမာရေးစောင့်ရှောက်မှုအားနည်းရတာဖြစ်ပါတယ်။ဒါကြောင့်လူတွေကငှက်ဖျားနဲ့ပတ်သက်လို့ဘလို့နေထိုင်စားသောက်ရမလဲဆိုတာမသိကြဘူးဖြစ်နေတယ်။ အဲ့ဒါကြောင့်ငှက်ပြားယောဂအဖြစ်များလာတာလို့ CJ platform ကိုပြောပါတယ်။ပြီးခဲ့တဲ့ AB လ30ရက်နေ့ကငှက်ပြားယောဂကြောင့်ဘလဝမြို့နယ်သဲကုန်းကျေးရွာကအသက်35နှစ်အရွယ်မူလာရဲမြအကြောင်းဆရာတဦးဟာဆေးမရှိသလိုဆေးကုသပေးမဲ့သူလည်းမရှိတာကြောင့်အသက်သေဆုံးခဲ့ရပါတယ်။ဒါအပြင်ငှက်ပြားဖြစ်ပွားမှုဟာခလင်းငယ်တွေနဲ့အသက်ကြီးပိုင်းတွေအကြားဖြစ်များပြီးသူတို့ဟာ ခုခေတ်ကအားနည်းသူတွေဖြစ်တာကြောင့်လိုအပ်တဲ့စေဝါကုသမှုတွေအမြန်ဆုံးမဆောင်ရနိုင်ရင်အသက်အန္တရာယ်ဆိုရင်ရတယ်လို့သိရပါတယ်။လူနာတွေဟာဆေးမရှိတာကြောင့်စနေတကျဆေးကုသဖို့မရရှိနိုင်ပေ။အဖျားတက်တာလိုက်အဖျားပြန်တက်လိုက်ဖြစ်နေကြပြီ။တချို့ကတော့ရိုးရဆေးမြင်တဲ့ကုသရင်အဖျားကတက်တာပဲမဲ့အလုံးစုံပြောက်ကင်းသွားတာမျိုးတော့မဟုတ်ဘူးလို့သိရပါတယ်။ ပလဝါမြို့နယ်ကို A က2024ခုနှစ်ကတည်းကတိမ့်ပိုက်ထင်းကျုံထားပြီးနောက်အုတ်ချုပ်ရည်ရန်ရာတွေလဲပက်နိုင်ခြင်းမရှိတော့တာကြောင့်ပြည်သူ့ဂျမားရေးဝန်ဆောင်မှုလုပ်ငန်းတွေလည်းရပ်တန့်ခဲ့ရပါတယ်။ဒါပေမဲ့တော်လန်ရေးတပ်ဖွဲ့တွေလက်လန်းမိတဲ့ခြေရွာတွေမှာတော့ပြည်သူ့ဂျမားရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတယ်လို့နိစက်သူတွေစီကနေသိရပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေနဲ့နိစက်သူတို့ကတော့အေးဆိုရင်မြို့အနီးနားနဲ့ဝင်ကြမှာဂျမားရေးဆောင်ရှောက်မှုတွေလုပ်ပေးနေတယ်။ စီရီယယ်ဘလောက်ဝါဆိုရင်သူတို့ထင်းချုံ area နယ်စပ်တွေမှာလှုပ်ပေးတာတွေရှိတယ်။ဒါပေမဲ့သူတို့လည်းစေဝါဝယ်ယူရတာခက်ခဲတာကြောင့်စေကူတောင်းမှုလုံလောက်အောင်မလုပ်ပေးနိုင်ဘူး။အထူးသဖြင့်ယောဂပြင်းထန်တဲ့လူနာတွေပြီးတော့သူတို့စီမှာငပြစေမရှိဘူး။တော်လိုင်းတက်ဖွဲ့တွေလက်လန်းမမီတဲ့ခြေရွာများစွာလည်းရှိတယ်။အဲ့ဒီရွာတွေကဆိုရင်ဆေးလည်းမရှိ၊စေကူတာပေးမဲ့သူလည်းမရှိတော့အရန်ဒုက္ခရောက်ရတယ်လို့ CJ platform ကပြောပါတယ်။ ပလောဝမြို့နယ်ဟာစစ်တပ်အာဏာမသိမ်းခင်ကတည်းကချင်းပြည်နယ်မှာငှက်ဖျားယောဂအဖြစ်အများဆုံးမြို့နယ်တစ်ခုဖြစ်ပါတယ်ရှင်။အခုလိုသတင်းတွေကိုပုံမှန်မျှဝေပေးနိုင်ဖို့ ਨੇ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နှာစင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကို ဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။